ားလုံးမဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမကြီးခင်နှင်းယူရေးသားထားတဲ့ဥပုံစံနဲ့သမီးလေးမတ္တိကြဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဒီဝတ္ထုတို့လေးကိုနိုဝင်ဘာ9ရက်နေ့မှာမွေးနေ့ကြာရလာတဲ့ညီမလေးအညိုနဲ့တော်လန်စာဖတ်သူညီမလေးအလင်းရဲ့အတွက်အမှတ်တရဖတ်ပြပေးတာလည်းဖြစ်ပါတယ်။မွေးနေ့တူတဲ့ညီမလေးနှစ်ယောက်လည်း ျမ်းမာဖြစ်ခင်ပြီးတော့ကောင်းသောလူရဆန္ဒတွေနဲ့ပြည့် ပြည့်စုံပါစေလို့မာကဆုတောင်းပေးပါတယ်เนาะမွေးနေ့လက်ဆောင်လေးအဖြစ်ဖတ်ပြတဲ့ဆရာမကြီးခင်းနေယူရဲ့ဥပုံစံနှင့်တမီလေးမတိကျဆိုတဲ့ဝတ္ထုတို့လေးကို ကျမနဲ့တူနားဆင်ခံစားကြည့်ပါရှင် ဥပုံစံနှင့်တမီလေးမတိကျ သမီးလေးကိုကြောင်းပို့ရသောချိန်တွင်ဥလီဥုံမောင်ပြောသောစကားကိုကျမသွား၍တရေရ၏ဥုံမောင်တွင်အပြေးလွှားရေတွက်ပါမှ သမီးတယောက်ထဲသာရှိ၏သူနှမများသည်ကလေးများသူဖြစ်၏မင်းတို့မှာတော့ကင်းချေများလိုဖြစ်နေတော့ချီတချောင်းကျိုးယုံတဲ့ကိစ္စမရှိဘူးဟာငါမှာတော့ဒီသမီးတယောက်ထဲရဲ့ဒါကြောင့်ပုံချစ်ပြီးပိုကူးဆိုင်ရတယ်ဟုဆို၏ ူသမီးကိုအတော်ကြီးသည့်အထိပခုံးပေါ်မှမချတော့ပြီ။မိကြည်ပြင်းလာသောအခါကျမတို့အာယုံများသည့်အာလုံးမိပေါ်တွင် စုပြုံစုဆိုင်ကြ၏။ကျမတို့တွင် တခြားအာယုံများစရာသာသမီးမရှိပါဘီ။ကိုသည် သူတင်ချတော်သလိုသမီးအားတော်အောင်လုပ်ပေး၏။မမကသူအင်္ဂလိပ်စာတော်သလိုသမီးအားတော်အောင်အခြေခံလုပ်ပေး၏။ တမီးနေသောအကြောင်းလေးမှာမထင်မရှားအကြောင်းလေးပင်ဖြစ်တော်လေအခြေခံကောင်းသောအကြောင်းကလေးဖြစ်၏မမကခလေးကိုကျူရှင်မပေးရကျူရှင်ပေးသောစနစ်ကို မကြိုက်ဆို၍သူကိုယ်တိုင်ပင်မိကိုထိမ့်သိမ့်တင်ပြလာ၏ကျမသာမနက်6နာရီမှညအချိန်ထိလိုလိုအလုပ်သွားရင်းကြောင်းတက်ရင်တမီးကို ခဝေးဝေးမှကြည့်၏တခါတရံတိတ်လိုအပ်မိထင်မှသာ ကျမကျွမ်းကျင်သောမြမစာကိုတမီးလေးအားပြသပေးပေသည် ကျမဆက်ဆံမုံသည်တမီးလေးအပေါ်စိမ့်စိမ့်ကားကားဖြစ်နေသလားဟုထင်မိ၏။မိဒုတိယရန်သို့ရောက်တွင်မမကွယ်လွန်ခဲ့၏။မိပါဝဲထိမ့်သိမ့်တွန်သင်မိသူမရှိတော့ပေ။မမဆုံးသည်မှတကြိုသည်နေ့ထိမိအားဘသူမှပြောမပြပေ။မမဆေးရုံမှဆုံးသည်ဖြစ်၍မိသည်ဘာမှမရေမိလိုက်ပေ။တကြိုပြီးသောနေ့ကသာသူเจ้าပြန်လာချိန်တွင် အိမ်မှလူများနေ၍သူမေး၏။ လူတွေအများကြီးဘာလုပ်တာလဲဥကြီးမောင်မောင်ဟုတ်ကိုကိုကိုသူသွား၍မေး၏သမီးရဲ့တော်ကြီးမတရက်ကိုဆေးကူသွားလို့ဆွေမျိုးတွေလိုက်ပို့တာသူတို့ပြန်လာကြတာပေါ့သူဒီအိမ်သားများကိုလိုက်ကြည့်ရင်မှပင်မိကွန်တစ်ခုထပ်မေး၏တော်ကြီးနဲ့အတူတူဘသူမှလိုက်မသွားကြဘူးလားနတ်စ်မှပါသွားတယ်လေသမီးကျမကကောက်ခါငင်ကသူ့ကိုလိန်လိုက်ရ၏စိတ်ထဲတွင်တော့သမီးကိုမလိန်ခြင်းပဲ ူးစိတ်ထဲတွင်လည်းသူချစ်သောဒေါ်ကြီးသည်ခရီးဝေးကြီးသွားပြီဖြစ်၍ဟာနေပုံရ၏သို့သောသူသည်လူကြီးများကို နောက်ထပ်မေးခွန်းမမေးအင်းရှိဝရဏာတို့သာထွက်သွား၏မကြခဲ့မင်းသူ့အတန်ကိုကြားရ၏ဦးကြီးမောင်မောင်ကြီးမေမေကြီးဟောဟိုမှလေမြန်ကြီးပြန်သွားပြီဒေါ်ကြီးအဲ့လေမြန်ထဲမှာပါသွားပြီထင်တယ်သူသည်ဝရဏာမှကုံအော်ကလက်ပြနေ၏ ကျမကတော့သမီးဟန်ကိုမမြင်ရတော့၍အိမ်ထဲမှမထွက်တော့ကိုကိုသာသူ့ပါရင်သွားရခါအေးဟိဟုဆို၍သူနှင့်အတူစိတ်ကျေနပ်အောင်လင်းရင်မြန်ကိုလက်ပြနေတော့သည်ရဲ့လေဆုံကျွေးတော်နေကလေသူသည် ကျမကိုမေးခွန်းမေးပြန်သည်မိမိကသာဒေါ်ကြီးမတရက်ကိုသွားတယ်ပြောတယ်ဖွားလေးခင်ခင်ကပြောတော့ဆုံးသွားတယ်ဆိုဆုံးဆိုတာဘာလဲ မတရက်နာကဆုံးမျိုးကိုသွားတယ်လို့ပြောတာတမီလေးဤငယ်ရွယ်နုနယ်သောအသည်နှလုံးတွင်ကျမကဲ့သို့ချစ်တော်သူများနှင့်ခဏခဏကြွေကွင်းရသောကြောင့်ငိုကြွေးတတ်သောအကျင်ထိခိုက်နာကျင်လွယ်သောအကျင်မပါစေလို၍ကျမသည်ဒုတိယပြည်လိမ့်လိုက်ပြန်၏ဒေါ်ကြီးကိုသွားပို့တော့ကမိမိတို့ကမိကိုဘာလို့ခေါ်မသွားတာလဲတမီးဒေါ်ကြီးကကြောင်တက်မှန်တဲ့ကလေးကိုချစ်တယ်မို့လား သူသွားတာကိုလိုက်ပို့ရင်တမိကျောင်းတည့်ရဲ့ပြဲရောဒီတော့ဒေါ်ကြီးကတမိကျောင်းမပြတ်စေချင်လို့မိလိုက်မပို့စေနဲ့ဆိုလို့မိမိတို့ကမခေါ်တာဟိုသူ့ကိုရှင်း၍ပြရလေသည်မမကိစ္စပြီးရင်သူ့ဖေဖေဒီလည်းရဝေခီးထွက်ရမှပြန်လာပြီဖြစ်၍မမကိုစားသူ့တမိအပားတွင် အနေများလာ၏တခါတရံသာတမိသည်ကျမအပားသို့ကန်လာ၍ဒေါ်ကြီးစီကစာမလာဘူးလား ထော်ကြီးကနင်ကောင်းမှုထားအောင်နတ်စမာကိုစားရိတ်ခိုင်းမှုကောင်းနေဟုမေးတဲ့ဤသူကတနန်တတမေး၍မေး၍လာတော့အခါကျမအဖေရကြက်၍သွားရပါသည် ကျမသည်တင့်တယ်လို့အဖေများကိုသာ ကြည့်၍ပေးသွား၏တမီးတဲ့နှလုံးများအနှဲငယ်ရင့်ကျက်လာသောချိန်တွင် သူ့လိုလိုတိလာပေးလိမ့်မည် ကျမသည်တမီးကို ခဝဲဝဲကပင်ကြည့်၍ပိုးစိုးပတ်ဆက်လွန်သောစီကံပြက်မှုမျိုးဖြစ်မိထင်၍ တမီးကိုကဲ့၍ထင်ပေ၏ကျမယူဆချက်မှာတမီးကို ကျမသည်တဖြည်းဖြည်းလှုပ်၍ပေးရမည်ထို့မှသာတမီးသည်ကျမလက်မှ လုံလုံလှုပ်လိုက်သောချိန်တွင် သူ့ကိုယ်သူထင်၍ရေရေဝုံဝုံလမ်းလျှောက်ရဲမည်မဟုတ်ပါလောသို့မဟုတ်လျင် သူ့ပါတွင် အစဉ်ကက်နေသောကျမကိုသာ သူထာဝရအားကိုးနေမှာကို ကျမဆိုသည် အနာဂတ်ကိုဘာမျှမမျှော်မှန်းနိုင်ကြပေကျမသည် တနိုင်တလောက်ငါကိုဖြုတ်ကြည့်နေ၏ ဘာမဆိုငါမရှိလျင်မဖြစ်ဘူးဟူသောအစွဲကိုလျှော့ပြနေ၏အင်းရှင်မတယောက်ဖြစ်ပင်တာဝန်ယူထားတော်လေငါမရှိလေသူတို့ဘာသာ တပုံစံစီဖြစ်သွားကြမှာပဲဟူသောသဘောကိုလက်ခံလာအောင်ကုကုကိုလည်းကျင့်၏အင်းသားများကိုလည်းကျင့်ပေးသည်ငါမရှိရင်မဖြစ်ဘူးဟူသောစိတ်မှာတကယ်တွေးကြည့်သောအခါစိုးမိုးလိုစိတ်များနေခြင်းဖြစ်သည်ကုကုကိုထင်နေခြင်းသာဖြစ်သည်အင်းသားများနေနှင့်သူရှိနေခြင်းမှာပိုနေသည်ဟူထင်ကောင်းထင်နေတတ်ပေသည် ကိုကတော့သူသမီးဤလာစဉ်အကြောင်းမှ report အစီရင်ခံစာများကိုဖတ်၏သူသမီးမြေတီဘာသာရဲတွင်တော်၍မြေတီဘာသာရဲတွင်ညံ့နေကိုဂယုဒဆိုင်ကြည့်ရှု၏သူကိုယ်တိုင်လည်းသင်ပေးသည်ညနေတိုင်းနှင့်သူသမီးနှင့်အတူတူလမ်းလျှောက်ထွက်၏သူကြိုက်သောဟိုတယ်တွင်သမီးနှင့်အတူတူကြိုက်သည့်အစာကိုစား၏ညီအိတ်ခါနီးတွင်မူကလေးပြောပြမှ သူ့အဖေနှင့်ဘယ်ဆိုင်တွင်ဘာစားကြသည်ကိုကျမသိပေသည် ကျမသည်တမီးလေးကိုခဝေးဝေးကပင်ကြည်၏ရန်ကုန်မြို့ထဲရှိစုလီဖျားလန့်အိမ်မှမြို့ပြင်ခြံထဲပြောင်မိအချိန်တွင်မူသူတို့သားဖကြားတွင်ပြဒနာပေါ်လာလေသည်ပစ္စည်းများတင်စီနေ၍ကျမသည်ရုတ်တရက်မသိပေမိအတော်စာကြည့်စပွဲ ခလေးရွယ်တက်တက်လှုပ်ပေးထားသည်ကိုသိမ့်မည်လှုပ်တော်မှာသူကိုင်းညက်ထားသောရုပ်ကားများ သူဆွဲထားသောပကြီကားများ ပန်းဖွင့်များအများကြီးပွားနေသည်ကိုတွေ့ရမှာ ကျမသည်တမီးကိုလိုက်ရှာ၏တမီးရေမိရေတမီးပစ္စည်းတွေကိုတမီးဘာသာတိန်ဟိတော်ကြမမေတို့လွှတ်ပြတဲ့တဲ့တမီးချိန်တဲ့အယုတ်ကားတွေပါသွားအောင်မေသူ့အတန်ကိုမကြားရကျမလိုက်ရှာတော့အခါမှမသိမ်းရတော့ဂရင်တလုံးပေါ်တွင်ကြောင်ကိုတင်းတင်းကြပ်ကြပ်ကြီးပိုက်ခါရှာကြီးတင်ငယ်ငိုနေတော့မိကိုတွေ့ရ၏ဟင်တမီးဘာလို့ဒီလောက်ငိုးနေလဲမျက်လုံးကြီးရောင်းနေပြီ။ ကြောင်လေးမှလည်းသူ့ရင်ခွင်ထဲတွင်ပူဝင်ကမျက်နာကမိကိုမော့ကြည့်နေ၏မိဖြူမိဖြူကိုဖေဖေကခြံထဲကိုပြောင်းရင်မခေါ်ရဘူးတဲ့သူ့မခွဲနိုင်ဘူးမိနဲ့ကစားတာမိဖြူတယောက်တည်းရှိတယ်သူ့ကိုမိအိမ်မှာမထားခဲ့ခြင်းဘူးသူသည်ရှာကြီးတငင်သူ့ကြောင်ကိုဖတ်ခါငိုပြန်ပါသည်ကဲသမီးဖေဖေပစ္စည်းတွေတဲ့ဖို့နောက်တစ်ခေါက်ကားနဲ့လာအောင်ပါ မိမိရှင်းပြမယ်။တမီးစာကြည့်စပွဲကိုတမီးဘာသာရှင်။လိုချင်တာတွေကိုစပွဲနာမှာချင်းတလုံးထားတယ်။အဲ့ဒီထဲကိုထည့်။မလိုချင်တာတွေဖေးချထား။စာအုပ်တူတဲ့တမီးဘာသာစီထည့်။တခြားလူလုံးရင် လူကြီးတွေစာအုပ်နဲ့ရော့ပြီးတမီးစာကိုပျောက်မှာ။သူဒီမျက်ရည်တုံလိုက်။မိမိဖေဖေကိုတကယ်ပြောပြနော်။ပြောပြမှာပေါ့တမီးရဲ့။သူဒီကြောင်ကိုဆစ်ဆစ်ကြည့်ကမိဖြူ ။တမီးလေးခြံထဲကိုလိုက်ရမယ်။ဟုဆိုကအောက်သို့ချလိုက်၏။မိဖြူသည် အမိတန်းကနောက်မှလိုက်သွားတော့၏။ကိုပြန်လာလျင် ကျမကပြောရ၏။မိဖြူကိုခြံထဲပြောင်းရင် ခေါ်သွားပါစီကွယ်။ကိုကမခေါ်ရဘူးဆိုလို့မိတမဏလုံးပိုက်ပြီးငုံနေလေရဲ့။ဟာမခေါ်စေနဲ့။အချိန်အားရင်ဒီကြောင်နဲ့ပဲစကားပြောနေတာ။လူကြနေတာပဲ။သမီးလေးမမကိုချစ်လားဆို ဒီကြောင်မကညှောင်းညှောင်းနဲ့ပြန်ပြောတယ်။အော်ကိုကလည်းစဉ်းစားကြည့်ပါ။သမီးဟာလူကြီးတွေနဲ့ကြီးနေရတာ။ဒီကြောင်လေးနဲ့မှစကားမပြောရ။ခလေးလိုမနေရ။သူဘသူနဲ့နေရမလဲ။ဒီကြောင်ကိုချက်လို့သမီးမှာကြီးကြီးကျယ်ကျယ်အကျင့်စာရိတ်တာထိခိုက်မှလိုက်လို့။တချို့လည်းသူ့စိတ်ကြိုက်နေပါစေ။ခလေးကိုလှုပ်ပေးတန်တဲ့၍လှုပ်ပေးပါ။ကိုကမျက်မှောင်ကုပ်နေ၏။တော်ကြမိဖြူအိတ်ရတဲ့အတွင်းအိတ်အုံးမယ်။ကိုကအဲ့ဒါလည်းမကြိုက်ဘူး။ ဟိုရင်ရောက်တော့ကြည်ပြောပေါ်ကိုရဲ့အတင်းကျက်ကြီးဆိုတာမလို့ချင်စမ်းမာနဲ့မိဖြူကိုသူသိချင်မှာပေါ့မိတိုက်ဖိုက်ဖြစ်တုန်းကကိုသာမသိတာတညာလုံးမိဖြူမအိပ်ဘူးဘာအဟုတ်ပြောတာအချိုကိုတိုင်း၄နာရီတခါအဖျားတိုင်းပြီးတမီးကိုချွေးတုပ်ဝယ်လဲပေးတာမိဖြူဟာမိရဲ့ခေါင်းပေးမှာငုတ်တုပ်လေးထိုင်းပြီးမိကိုစိုက်ကြည့်နေတာပဲခဏထင်လို့အချိုကြည့်နေတာမိုးလင်းမယ်ကိုသည် အတန်ကြာစဉ်းစားနေပြီးမှမိဖြူကိုခေါ်ခွင့်ပြုလေသည်အင်းပြောင်းစဉ်တွင်မိလေးလေးစားစားတည်သည်မှသူ့စာအုပ်များမိဖြူနှင့်နှင်းစီပေါ်ပြီးပန်းရောင်အိုကလေးဖြစ်သည်ခြံထဲအိမ်ရောက်ပြီး၍6လလောက်ကြာသောအခါမိဖြူသည်ကားကိုယ်ရောင်ထဲတွင်တည်သွား၏မိဖြူတည်ဆုံးချိန်တွင်လည်းမိမတည်ပေမိဖျားနေသောကြောင့်ဘသူကမှသူ့ကိုမပြောပေပျောက်သွားသလိုပင် သူ့ကိုပြောပြထား၏ နောက်လာလောက်ကြမှပင်မိဖြူတကောင်ဆုံးသွားကြောင်းကိုမိအားပြောပြရလေသည်တနေ့ညနေစာစားပြီးချိန်တွင်မူမိသည်တပုံကလေးတပုံယူကသူ့ဖီဖီကိုပြ၏ဖီဖီအိမ်သားတွေကလေမိဖြူရှိတုန်းကတော့မိဖြူလေးဘာလေးနဲ့ခုတော့သူ့ကိုဘသူမှတတိမရကြတော့ဘူးတိလားကျမသည် ကိုမျက်နှာကိုလှမ်းကြည့်လိုက်၏ကိုကပြပြတောက်တောက်တစုံတရာပြောလိုက်မှာကိုကျမဆို၏ တခါတည်းံကိုလည်းကလေးစိတ်ထိကြိုက်အောင်ပြောရဲ့ဤဒီတခါကိုကပါမှမပြောမိမျက်နာကိုသာငြိမ်သက်၍ကြည်နေဤဒီမှာကြည့်ပါအောင်ဖဖေရဲ့မိဖြူဟာသိချစ်ဖို့ကောင်းတာပဲသူပြတော့ဓပုံမှာမိဖြူသည်ကျင်းကလထိုင်းပေါ်တွင်တစုံတစ်ခုကိုလှမ်းပုံနေဟန်ရှိဤဝမ်းပိုက်သာဖွဲ့ဖွဲ့ဖြူလေးမှာပုတ်နေသောလက်အောက်တွင်လှပစွာပေါ်နေလေသည်ကိုနှင်းကျမသည်သူပြတော့ဓပုံကို စိတ်ဝင်ဝင်စားစားကြည့်၍မိကျင်းနေနေပုံရ၏မိကတော့မိဖြူကိုအမြဲတရရနေတာပဲဒီလိုဆိုရင်မိဖြူကိုတရရတဲ့ထိမ့်မှန်နဲ့မိဘာလို့ချင်တယ်လဲကိုသည်တမီးဆန္နာကိုလက်လက်ရော်ရော်မေး၍ကျမစိတ်ထဲမှာဝမ်းသာသွားပါသည်မိသည်တကယ်ပင်စင်စင်စားစားဖြစ်၏ဒီတက်ပုံကိုမိကိုယ်တိုင်ရိုက်တာဒီပုံကိုနည်းနည်းပုံကြီးချက်လိုက်ရော့ ပြီးတော့မိဖြူအတွက်တတိရတဲ့နေတနည်းနေလို့ပြီးကိုချစ်ထွန်းတို့ချမ်းကခွေးလေးနှစ်ကောင်ရွှေအိုးရဲ့မိသေးရဲ့လည်းဖိတ်မယ်မိတို့ချမ်းကငတိုးရဲ့မဲလုံးရဲ့လည်းခေါ်မယ်ပူတူးတို့အိမ်ကကြောင်ဝါဝါကြီးနဲ့အကြားလည်းဖိတ်မယ်ပြီးတော့မိဖြူတက်ပုံကိုမိဖြူချစ်စရာ ကောင်းတာကိုလည်းမိပြောပြမယ်ပြီးတော့မှအဲ့ဒီကြောင်နဲ့စပွဲပေါ်တင်ပြီးသူတို့ကိုပြောပြရမှာပေါ့မိဖြူသေးတဲ့အကြောင် ခွေးကိုမိတခုခုကျွေးမယ်နော်အေးလီသမီးစာမေးဝဲပြီးတဲ့နေ့ຫນွေຈောင်းပိတ်ကြတော့လောက်တာပေါ့သူ့ဖေဖေထံမှစကားပြန်ရ၍သူဒီပုံလေးကိုတရွတ်တရသိန်းကထမင်းစာကန်းထဲမှထွက်သွားပါသည် ကိုဒီယခုမှပြုံးရင်ကလေးများဟာနော်ဘာရဲလို့မဟုတ်ဘူးသူတို့ဆွဲလန်းရဆွဲလန်းရပဲဟုဆို၏ဟုတ်တာပေါ့ကိုရကိုရော ငယ်တုန်းကကလေးဘွားတုန်းကလှုပ်ခဲတာတွေပြန်တွင်းလူကြီးမျက်စိနဲ့တော့ရီးစရာပေါ့။ကိုကခေါင်းညှင်း၍နေပါသည်။မိပါတွင်မိဖြူစာမိပူရောက်လာသည်။မိပူသည်စော့လဲစော့ဤ။မိကို လူလိုပင် အချီချတညောင်ညောင်နဲ့စကားပြောနေတတ်သည်။မိအိတ်ခမ်းထဲတွင်မိပူ၏အိတ်ယာကိုတတ်တတ်တွေးတတ်ဤ။ညီအလွန်ဖြစ်၍အပြန်နောက်ကျလျင်မိအိတ်ခမ်းဤမှန်ပရင်းကိုလာရောက်ခောက်တက်လေသည်။ မိကဖွင့်ပေးသောအခါသူ့ရဲ့ရာသို့သူဝင်အိတ်၏မိသည်ရခင်ကားလောက်ပကြီးမဆွဲတော့အယုတ်ကားတွေလည်းမညက်တော့စာကြည့်ကန်းတွင်တင်ချာတွေထိုင်တွက်နေသည်ကများ၏သို့သောမိပုသည် သူ့ပောင်ပေါ်တွင်၎င်းသူ့စာကြည့်စပွဲပေါ်တွင်၎င်းအမြဲရှိ၏မိသည်ပကြီးဆွဲတာထက်ပလဲပရီများဖဲချိုးလှလှနှင့်ရေမွေးကောင်းကောင်းကိုစူစပြူလာပြီသို့သောမိပုအပေါ်တွင်အချက်မပြောင်းမီ မိဖေဖေဥပုံစံကြီးကမူထုံးစံအတိုင်းကြောင်းမှပေးပို့သော report စာအုပ်ကိုကြည့်၏သူသမီး၏စာတင်ကြားမှု တိုးတက်လေလာ၏တနေ့တွင်မူကိုသည်အစိုးရိမ်လွန်သောမျက်နှာကြီးနှင့်ကြောင်းမှလှစဉ်အစီရင်ခံစာဆ ਾਇ ရွက်ကိုကိုင်ကကျမခန်းထဲသို့ဝင်လာ၏ဒီမှာကြည့်ပါဦးအချို့မိဟာရှစ်တန်းကိုရောက်လာမှ တမျိုးဖြစ်လာတယ်ဘာဖြစ်လို့လဲကျမကခအေးပင်မေး၏ အရင်ကဘယ်ဘာသာရက်မှာသူထူးချွန်မယ်ဆိုတာမသိတာနိုင်ဘူး။ခုဆိုရင်သူ့ရဲ့အကြောင်းကနာဆင်အစီရင်ခံစာတွေကိုဖတ်ရင် သူဟာသင်္ချာသုံးဘာသာနဲ့လောကရဲ့ပညာယူပဗေဒတို့ဓာတုဗေဒတို့မှာပို့တော်တယ်။ဒါတွေမှာဆိုရင် အမှတ်90နဲ့တရားကြားရှိတယ်။အင်္ဂလိပ်စာနဲ့မြန်မာစာမှာ အမှတ်60ကျော်ရုံပဲ။တစ်ခါတခါ90ရှိတယ်။အဲ့ဒါဘာဖြစ်လဲ။အချိုပေါ့တယ်ဆိုတာသိတာပေါ့။ကျမသူပြောတီကိုနားမလဲဘီ။ အချိုးကဘာဖြစ်လို့လဲအချိုးကတမိကိုမြန်မာစာနဲ့အင်္ဂလိပ်စာကူတင်မပေးလို့ပေါ့တို့တမိတင်ချတော်တာတော့သဘောကျပါတယ်ဒါပေမဲ့လောကရက်ပညာမှာတော်ပြီးလိုက်စားသွားရင်သူ့မှာအမှုပညာအရင်းခံအသေးနှလုံးမရှိမှကိုဆိုရတယ်ဖះကြီးထိုဖះတာချင်းကိုကျမပါဇံမှာထွက်၍ရေရွချင်းမဟုတ်ပါဘီစိတ်ထဲမှာတမိပါဤနေပါအောင်ကလေးကိုတင်ချတော်အောင်ကိုပဲလက်ကျင့်ပြပီး ခုကလေးကသင်္ချာဘာသာရက်နဲ့လောကရပညာမှာချွန်းလာတော့အနုပညာအရင်ခံအသိနှလုံးရှိရအောင်မယ်ဆိုတော့ကိုဟွာနည်းနည်းတော့စဉ်းစားတဲ့နေကိုဟွာမိဆိုတဲ့လူသားသမီးတယောက်ကို မွေးနေတာလားကြောက်တုံးတုံးကိုမိဆိုတဲ့လူထုနေတာလားကိုဒီကျမမိကုန်းကိုမဖြေသူဖြစ်ခြင်းစိတ်လည်းရှိပုံမရပါဘူးသူဒီကျမကိုပင်ဘဏ္ဍလအတွင်ဖေဆောက်ကိုအပြီးဖက်၍ ဘဲနှင့်အတွင်ဘဲစာမေးပွဲကိုပြီးအောင်ဖြေဆိုရမည်ဟူသောပုံစံနှင့်ပေရန်နှင့်လာသူသည်မြန်မာသချင်းကြီးတွေခဏခဏနားထောင်ခိုင်းရင်ကောင်းမလားကိုကဆိုပြန်မ ਈ ကျမသည်တက်ပြင်းရှိုက်လိုက်မိ ਈ အချို့ကတာပြီးအမှုပညာအခြေခံတမိမာရှိစေချင်တာပေါ့ကိုမြမအစားမှာတော်စေချင်တာပေါ့ဒါပေမဲ့ကိုရဲ့တမိကိုစားသင်ရမှာတော့လှုပ်ပေးပါ သူဝါသနာပါရသူတော်ကျင်တဲ့ဘာသာမှာထူးချွန်သွားပါစေကလေးတယောက်ကိုတင်းတင်းကြပ်ကြပ်ကျင့်ပေးတာမျိုးအချို့တော့မကြိုက်ဘူးအချို့ကြတော့လေသူတို့တမိမြမစာမှာမတော်တာကိုကြွားတဲ့အနေနဲ့လူကြားတဲ့အသားယူဂုံယူပြောကြတယ်အချို့ဒါမျိုးလည်းမကြိုက်ပါဘူးကိုကြည့်နေတယ်လို့ပဲအချို့လည်းတမိကိုအမြဲလေ့လာနေပါတယ်တမိမှာအမှုပညာအခြေခံလုံးဝမရှိတာမဟုတ်ပါဘူးအေးလေးကိုစိတ်ထဲမှာ လောကရဲ့ပညာသမားတွေဟာနှစ်နဲ့နှစ်ပေါင်း၄ဆိုတဲ့အတိအကျအတွက်မျိုးတိတ်လုတက်တာပဲလောကရဲ့ပညာဘက်မှာဘလို့ပဲထူးချွန်ထူးချွန်အမှုပညာအရင်ခံစိတ်ရှိမှသူထူးချွန်တဲ့အတတ်ပညာကိုလူသားတွေကောင်းကျိုးအတွက်ဘလို့သုံးချရမယ်ဆိုတာသူသိမှာကျမသည်သူ့ကိုကောင်းငြိမ်၍ပြလိုက်၏နှွေရသည်ကြောင်းပိတ်ချိန်တွင်ကြောင်းဖွင့်ရဲ့မိဝစ်ဖို့အတွက်အင်းကြီးများကြောင်းခါဝင်များကို ကျမကိုယ်တိုင်ချုပ်၏တမီးသည်အနာမကြီးကား ခက်လွယ်လွယ်တီရတွဲရမည်အဝိဆာများကိုတင်ရင် သူဝင်ချုပ်၏ကျမကအင်းကြီးများကိုတိုင်းတာနေစဉ်တွင်မူသူသည်စာရွက်တရွက်နှင့်တရုတ်ပေတံနှင့်လမောင်းရင်ဂျိုင်းကျဲ၆လက်မှရှိသောအင်းကြီးတစ်ခုသည် လမောင်းလေတွင်လေးလက်မကွဲရှိသော သူအင်းကြီးဂျိုင်းဝါငါးလက်မှရှိလျင် လမောင်းအလေအကျယ်မြင့်များရှိမည်ကိုတင်ချနှင့်ထိုင်တွက်နေတော့၏သမီးရလဲကွယ်ဒါကိုတော့စာရွက်ပေါ်ချမတွက်ပါနဲ့ တမီးဖေဖေအင်းကြီးဂျိုင်းကျဲနဲ့တမီးဂျိုင်းကျဲတူရာမမဟုတ်ပဲရိုးရိုးပဲတိုင်းချုပ်ပါမယ်ခြားနာချက်ကတော့ချိုးစားလိုက်တွက်လို့ရရမှာပေါ့မမီဟုဆိုကတွက်ပြန်ပါသည်ကျမတော့ရိုးရိုးပင်ကိုက်ညှန်လိုက်၏ဒီတခါကျမမှား၍သွားလေသည်အင်းကြီးသည်လက်မောင်းအဖျားတွင်ကျက်သွားသည်မိရဝလာတော့လက်မောင်းရင်လေးလက်မှရှိတော့ကလက်မောင်းအဖျားနဲ့ခြားနာချက်ဟာဘယ်တူတော့မလဲ သူတွေ့ရသောလမောင်းဝအကျဲကအတိုင်းမှန်ဖြစ်၍နေတော်သည်။ကျမသည် စိတ်ထဲမှပြုံးမိ၏။အီအီဒီတခါသမီးမှန်သွားတယ်။သမီးထွားလာတယ်ဆိုတာမမေကသတိလစ်သွားတယ်။ဟိုသူ့ကိုပြောကလက်ကိုအစ်စ်ပိတ်စာနှင့်ပြင်တန်းရ၏။မိသည်ယခုတလောဘာမဆိုတွက်ချက်လာ၏။ကျမကမူသမီးပေါ်တွင်စိုးရင်စိတ်မပြင်းလှပီ။ဆောင်းဘောက်တွင်ခြံထဲရှိသမီးဆိုင်ထားသော ပေါ်ပီနှင်းစီမှာအရွက်ကိုမမြင်ရအောင်ပင်ပွင့်ဤကိုကရုံသွားကန်လေးတွင်ပန်းဝင်လေးတွေကိုကြည်ကဒီချန်နဲ့ပြောင်းလာတော့ကမိတယ်လာတဲ့ပန်းအုံးလေးမြေကြီးချဆိုင်လို့ထင်နေတိတ်ပွင့်နေနော်ဟုဆို၏သမီးသည်ကြောင်းသွားကန်နေနှင်းစီပန်းတစ်ဝင်ကိုခိုးကသူ့ကောင်းတွင်ပန်း၏ကျမသည်ပန်းရောင်သွေးနှင့်တပင်လုံးဝေနေသောပင်လေးကိုဝမ်းသာအားရကြည်ရင်ဒါသမီးလေးဆိုင်တဲ့နှင်းစီပင် ဟုပြောလိုက်၏ မိသည်မျက်နှာမကောင်းပေဟုတ်တယ်အန်လီသာရှိရင် तू တိတ်ဝမ်းသာမှာပဲဘာလို့လဲအန်လီဆိုတာဘယ်သူလဲကွယ်ကျမသည်မျက်နှာညှိုးသွားသောသမီးကိုစိုးရင်စိမ့်နှင့်မေးမိ၏အန်လီက၆တန်းလုံးကမိရဲ့တငယ်ချင်းလေသူ့ဖေဖေကဘိုးမူးဖေတက်တဲ့သူ့ကောင်းကပန်းလာတဲ့ပေါ်ပီနှင်းစီကက်ကလေးတစ်ခတ်ပေါ့မိကိုပေးတာနဲ့မိကပန်းဝရဲထိုးထားတာ ခုလောက်ကြီးပြီးအပွင့်တွေတိတ်ပွင့်နေတာအန်လီသာမြင်ရရင်သူတိတ်ဝမ်းသာမှာကျောင်းရတဲ့နေခေါ်လာခဲ့ပေါ့တမီးရဲ့အန်လီပေးတဲ့ပန်းတွေအိမ်မှာတိတ်ပွင့်နေပြီလို့သူလဲဝမ်းသာမှာပေါ့မိသည်နှကန်းကလေးကြိုက်ရမှာဝမ်းသာရအောင်အန်လီမရှိတော့ဘူးသူတစ်နှစ်ကဆုံးသွားပြီအန်လီဟာဟိုးဘွားကသူ့ပေးတဲ့ပန်းခတ်ကလေးကပန်းမင်ကြီးဖြည့်ပြီးတပင်လုံးပွင့်နေတာကို ူသိရှာမှာမဟုတ်ဘူး။တမီးသည်တလုံးချင်းပြောကပန်းမင်ကလေးကိုကြောခိုင်း၍ကျောင်းသို့ထွက်သွားတော့၏။ကျမသည်ကျောင်းသို့ထွက်ခွာသွားသောမိကိုလှမ်းကြည့်နေမိ၏။သူဖေဖေပြောသောအမှုပညာအရင်ခံသောနှလုံးသားဆိုသည်ကိုစဉ်းစားနေမိ၏။ဘလို့အသေးနှလုံးမျိုးကိုအမှုပညာအရင်ငံရှိတဲ့အသေးနှလုံးဟူ၍ဆိုရပါမည်နည်း။ မိသည်သူနှင့်အတူတွဲဖက်ဆော့ကစားလာခဲ့သောကြောင်လီမိဖြူအတွက်အထိတ်အမှန်လုပ်ဖို့သူ၏ကလေးအတီနှင့်စီစဉ်ခဲ့၏။ယခုသူသည်နှင်းစီပန်းလေးမှသည်အန်လီအထိဆက်သွဲတန်းတာလာတတ်၏။ပညာရေးကို ပုံစံချသော ပုဂ္ဂိုလ်ကြီးများခေါင်းထဲတွင်မူကလေးတို့၏စိတ်ဓာတ်နှင့်ပညာသင်ကြားရေးကိုဘလို့လေ့လာမည်မသိပေ။ကိုကတော့သူသမီးသည်လောကရက်ပညာရဲ့တွင်တော်သလို့ အမှုပညာအခြေခံသောအသေးနှလုံးကလည်းရှိရမည်ဆို၏ကျမကတော့သမီးအားသူ့ဖြစ်ဖြစ်ဆိုရင်တလောက်ဆိုရင်စိတ်မကြည်ပါဘူးလူကိုထူထောင်ရာတွင် ကြောက်စစ်ထူသလိုထူရမည်ကို ကျမလက်ယွန့်၏ကျမသည်ကြောက်ရွံ့ကိုလိုချင်မှကြောက်သားကိုရုပ်ထူ၍ယူမည်ဖြစ်၏သူ့တွေးခေါ်သူ့စိတ်ကူးစိတ်တန်းကလေးများကိုလောလောလတ်လတ်ဖော်ပြရတော့လူသားသမီးလေးကို ကျမလိုချင်သည် ကျမနှင့်ကိုသည်ရည်ရွယ်ချက်ချင်းတော့တူညီကြပေမည်။သို့သောသမီးကိုပုံဖော်ရမည်လမ်းစဉ်တွင်တော့ကျမနှင့်ကိုသည်ဆန္ဒချင်း၊ကိုက်ညီချင်းမှကိုက်ညီပေးလိမ့်မည်။မိဤဖိဖိစိတ်ထဲတွင် သူသမီးအသည်နှလုံးများသည်အမှုပညာခြေခံသောအသည်နှလုံးဖြစ်စေခြင်းသည်ဟုဆိုတော်လေသူဖော်နေသောပုံစံမှာလူပြားကောင်လူပြွေးစိတ်ဖြစ်အောင်လုပ်နေသလိုကျမမျက်စိထဲတွင်မြင်လာသည် ပရွယ်စိတ်နှင့်ပြားကောင်းသည်အလုတ်ကိုထထကြွကြွနှင့်တိတိကျကျတော့လှုပ်ကြသည်ခေါင်းဆောင်နောက်ကိုတသွေးမတိန်လိုက်ကြသည်သို့သောဟုတ်မဟုတ်ရမရတွေးခေါ်သောအတိညာမူသူတို့ခေါင်းတွင်မရှိကြပေသို့ဆိုလျှင်အမှုပညာဆိုသည်မှာတွေးခေါ်ဆင်ခြင်တတ်သောပညာဖြစ်မည်လို့ဟုကျမတွေးကြည့်မိ၏ကလေးဤအသေးနှလုံးတွင် ထိုပညာအခြေခံလာအောင် ကျမဘလို့လုပ်ပေးရပါမည်နည်းမိတွင်အမှုပညာအခြေခံရှိလေသလားမရှိလေသလားကျမသမီးကို ကြည်ပုံသည် အလံများအနှဲငယ်ဝေးနေလေသလားကျမရင်ထဲတွင်နော်ကျမကိုယ်ကို ကျမမိကုံများများစွာပင်မေးမိ၏သို့တော်သူ့ဖေဖေဥပုံစံကြီးကိုမူတပတ်လောက်လျှော့စေခြင်းမသည်အဘယ်ကြောင့်ဆိုတော့ မိအားပုံစံနှင့်အတိအကျသွင်းလွန်လျင်သမီးသည်ကြောက်ရွံ့တော်၎င်းပြားတော်၎င်းပရွယ်စိတ်တော်၎င်းဖြစ်သွားမှဆိုရင်တော်ကြောင်းသည်နာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။